တော့အဲ့လိုလာရနော်တကယ်ဟုတ်လားစောင်းပြီးတော့အဲဟုတ်ပြီနော်အဲထိုင်ပါဦးစောင်းပြီးတော့ဟုတ်လားပဇက်ကလည်းဘာလို့ပြောမှလည်းမသိဘူးအာအကြီးကလည်းရွက်ပြီးတော့နော်မနေ့ကသူပြောပြငားတဲ့လမ်းတော်ကကောင်းကောင်းမလျှောက်နိုင်ဘူးတဲ့အဲ့လိုလေဖြတ်မလို့ပြုတ်သွားတာတဲ့အာဟုတ်ကဲ့ဒီကိန်းကားတဲ့အာဟာအာဟာအဲ့လိုလုပ်တာမင်းတို့ ော်ဆိုလည်းအဲ့လိုမျိုးထဲမှာတယောက်ကိုလောက်တာလေအဲ့ဒါတွေဆိုလည်းအဲ့ဒီပစ္စည်းတွေကျွန်တော်ပြန်တွေ့တာမျိုးတွေရှိတယ်။အဲ့လိုခုံအောင်မှာနံပါတ်ရေးထားတာတို့ဖုန်တွေလှန်ကြည့်တော့မှာနံပါတ်ရေးပြီးချက်ရှိတွေခတ်တာ။ဒီကိန်းလာလေဟာ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 အဲ့တော့ဒီကောင်ကလည်းကောင်ပြန်သွားဒီလိုရာတို့ရောကျွန်တော်ကလေဟိုကိုလက်ရှိမှာအဲ့လိုတွေမြင်ထားတယ် ်ငင်ထလေးလည်းရှိတယ်ကိုယ်ကလည်းအဲ့လို attack လောက်တာလေးလည်းကြုံမှုတယ်အရင်တော့ဆိုလည်းအဲ့လိုအမျိုးထဲမှာတယောက်ကိုလောက်တာလေးအဲ့ဒါတွေဆိုလည်းအဲ့ဒီပစ္စည်းတွေကျွန်တော်ပြန်တွေ့တာမျိုးတွေရှိတယ်အဲ့လိုခုံအောင်မှာနံပါတ်ရေးထားတာတို့ခုံတွေလှန်ကြည့်တော့မှနံပါတ်ရေးပြီးချက်ရှိတွေခတ်တာအဲ့လိုမျိုးလည်းကြုံတော့ကြုံမှုတယ်ဟောအဲ့ဒါကြီးတော့မရှိဘူးလို့တော့လည်းပြောလို့မရအောင်အဲတခြားတရုတ်ဆောင်နေတဲ့ဖြစ်မှာဆုံးပါလေနော်အဲလာဘောလာဘောလာတော့အဲ့လိုလာရနော်တကယ်ဟုတ်လားစောင်းပြီးတော့အဲဟုတ်ပြီနော်အဲထိုင်ပါဦး ဆောင်းပြီးတော့ဟာလာပဇက်ကလည်းဘာလို့ပြောမှလည်းမသိဘူး။အာကြီးကလည်းရွက်ပြီးတော့နော်။အဲတော်တော်လေးသက်သာနေပြီ။အာပြီးလို့ရှိရင်တော့ကျွန်တော်ဒီကနေ့ပြန်မှဟိုသူ့ရဲ့စစ်ဆေးရာရှိရာကျမကြီးလေးဘာလေးစစ်ပေးရမလဲဆိုတော့ကျွန်တော်ပြန်တိုင်ပင်ပြီးတော့လောက်အောင်ပါပေါ့လေနော်။ဟုတ်။ရှိမှရှိတယ်အဲ့လိုဘာလို့လည်းမသိဘူး။အဲ့ဟိုအရင်မှလက်ဆောင်ထဲမှာအဲ့လိုထည့်ပေးရတယ်ဘာလို့ကျွန်တော်ကြုံမှုတယ်။အမို့စိတ်ထဲမှာမတန်စိတ်ထဲမှာတမျိုးထင်လို့ဖွင့်ကြည့်လိုက်တာ။ဖွင့်လိုက်ပြီးပြီးအာအဲ့ထဲမှာမထားတော့ဘူး။ အဲ့ဒါကိုအကုန်လုံးတက်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 စီခွဲထားပြီးတော့ပြစ်ဆက်ကြရပြစ်ပေါ့နော်ပေးစရာကျသူများလက်ဆောင်ပြန်ပေးလိုက်တာဒါတော့ဘယ်လိုပြောမလဲတခါကြတော့လေမျိုးစုံပေါ့နော်လူတွေအစိတ်ကမျိုးစုံဆိုတော့ကျွန်တော်တို့ကမတက်နိုင်အောင်ကျွန်တော်တို့အကုန်လုံးလည်းသိပါတယ်ကျွန်တော်တို့လေတက်နိုင်သမျှဘယ်သူနဲ့မဆိုလေရန်ဖြစ်တဲ့တော့မရှိဘူးကိုယ်စိတ်ထဲပဲကောက်ကူပဲထားရတယ်အဲ့လိုတက်နိုင်သမျှလူတွေနဲ့တက်အောင်နေခြင်းကအခြေချင်းတစ်ခုလို့သဘောထားပြီးကျွန်တော်တက်အောင်ကိုတမင်ကိုနေတာအဲ့လိုစိတ်ထဲမှာတိတ်ပြီးတော့အဆင်မပြေရင်လည်းထုတ်မပြဘူး အကောင်းဆုံးနီးလန်းနဲ့ပဲလမ်းခွဲတယ်လမ်းခွဲတဲ့အရာတွေတိုင်းပေါ့လေအဲအဲ့တော့မှရှိလာတော့လည်းဘယ်တက်နိုင်မလဲအာခုနကပြောလို့ဘာသာရေးပို့လို့ပေါ့ဒါပဲရှိတာပဲကျွန်တော်တို့ဘက်ကကျွန်တော်တို့ကအသိလေခုနကပြောလို့သွားပြီဘယ်လိုပြသတာသွားရှာမလဲဟုတ်တယ်မလားအဲ့တော့ဟိုပါလေကျွန်တော်တို့ဥစ္စာပြငရေရောက်သူဖြစ်နေမှာပေါ့ဟုတ်ရောမဟုတ်ဟုတ်ကျွန်တော်တို့ကတွားပြီးဆွဆွဲမိသူတွေဖြစ်နေမှာအဲ့တော့ကိုယ့်ဘက်ကဘာသာရေးပို့လို့ပေါ့ဒါပဲရှိတာပဲစမ်းမအောင်နေဘာသာရေးပို့လို့ဒါပဲရှိတာပဲ မလုပ်ဘူး तू तू อ่ะသူ့ကိုဝင်ခန်းတာတခြားလူတွေလည်းကြုံမှာပါပဲလေဒါမျိုးတွေကတော့ဒါမျိုးတွေကတော့မกินကြပါဘူးဒါပေမဲ့ကိုယ့်ကိုပဲဘာသာရေးအခုဆိုကျွန်တော်ဘာသာရေးပို့လို့ဖြစ်တယ်အညာတက်ဆိုင်နေလေဟုတ်တယ်ဟုတ်တယ်အကိစ္စလည်းသူပြောရမှာဘာဖြစ်ဖြစ်မနည်းနည်းလေးကျမ်းမလာဟုတ်တယ်အဲ့တော့အဲ့တော့မှစိတ်ချမ်းသာရတာမဟုတ်ရင်လည်းကိုယ်လည်းတော်တော်စိတ်ပူမိမှာမတိလိုက်တော့လေမတိလိုက်တော့မပူလိုက်ရဘူးတကယ်တိတဲ့အချိန်မှာတော်တော်လေးပြန်တက်တာနေပေါ့သူကမနေ့ကမှပြောပြတယ်မနေ့ကလည်းဖက်ခနဲလေးပဲဂျူကိုနဲ့ကအဲ့လိုလေ ဆုံလိုက်တော်ရမယ်တော်ရမယ်ဆိုပြန်ထွက်သွားမနေ့ကသူပြောပြငားတဲ့လမ်းတော်ကကောင်းကောင်းမရှောင်နိုင်ဘူးတဲ့အဲ့လိုလေဖြတ်မလို့ဖြစ်သွားတာတဲ့အဲအမှန်တမ်းပြောကျွန်တော်လည်းဟိုဆရာဝန်ဖြစ်ခဲ့တာကြာခဲ့ပြီပေါ့နော်ဆရာဝန်တယောက်အနေနဲ့ကအရင် update တွေကချိုးရလေးတွေစပြင်းပြန်ဖတ်နေရတာကျွန်တော်မှလည်းအဲဒါမဲ့အဲ့လိုတိုင်ပင်ပြီးတော့အကောင်းဆုံးနေတော့အဓိကတော့စိတ်ပြန်စစ်ပေးရမှာပေါ့လေအော်အဓိကကလူကြောက်စိတ်ပွဲပြိသက်တွေကိုပြောရမယ်ဆိုလို့ရှင်တော်လေးကျမ်းမာနေပါပြီလို့အဲပြောချင်ပါတယ်အာကျွန်တော်တို့ညအောင်အားပေးတဲ့ပြိသက်တွေကိုတော့ကျွန်တော်တို့ညအောင် အတူရိုက်ထားတဲ့ဗီဒီယိုလေးတွေ application အလိုင်းအားပေးပါအောင်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့နောက်ထပ်လည်းကျွန်တော်ရိုက်ဖို့တွေစီစဉ်ရှိရဲကျွန်တော် YouTube play လုပ်မယ်။ YouTube လုပ်ပြီးတော့ကိုရိုက်ချင်တဲ့ဇာတ်လမ်းလေးတွေပေါ့နော်။အဲဒီဘက်က production က director တွေနဲ့တိုင်ပင်ပြီးတော့အဲဆက်လုပ်သွားဖို့ရှိတယ်။အဲ့ကြောင့်လည်းအားပေးပါလို့ဟုတ်ကဲ့အာဒီ application နဲ့ကတော့ကျွန်တော်တို့အလုပ်တွေလည်းအများကြီးလုပ်ထားဘူးတယ်ဒီဘာကိန်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဗီဒီယိုခေတ်ရုပ်ရှင်ခေတ်တင်มาတွေကကျွန်တော်တို့အများကြီးစုံမှုရဲ့ production ဖြစ်တယ်ပေါ့နော်အခုကြောက်ကိုထက်ကြီးတို့နဲ့စုံပြီးတော့အခုနောက်ပိုင်းဗီဒီယိုလေးတွေကျွန်တော်ရိုက်ဖြစ်တယ် ဒီမှာဆိုရင်ကျွန်တော်နှစ်ကားသေုပ်ဆောင်နေနဲ့ပါတယ်ကျန်တဲ့ကုထူးကြားကားအတွက်ဆိုလို့ရှိရင်လည်းအဲကျွန်တော်ရေးထားလေး၃ဘုလောက်ပါတယ်ဟုတ်ဟုတ်အဲတုံးချိုးတစ်ပေါ့ကျွန်တော်ရဲ့နေဆိုင်ရဲ့အဲလင်းတဲ့အောင်ရယ်အဲ့တော့မိမ့်မဲ့သူပေါ့အဲ့ဒါလေးကဟိုးရင်တော့ကျွန်တော်တို့ရုပ်ရှင်ရိုက်မယ်ဆိုပြီးရေးထားတဲ့ဇာတ်လမ်းလေးပေါ့နော်အဲ့လိုမင်းသား၃အောင်နဲ့မင်းသမီး၁ယောက်ပေါ့သူက အာဘယ်လိုပြောရမလဲစာရေးဆရာမယူယူနေတာသူကဇက်ကောင်တစ်ခုချင်းကတ်တိုင်းမှာသူက character ကိုတကယ်အပြင်မှာအဲ့လိုနေပြီးသူရေးတာအဲ့လိုရေးရင်းထဲမှာအပြင်မှာတကယ်အဲ့ဒီ live တွေထဲကလူတွေနဲ့သွားတွေ့တာပေါ့ကျွန်တော်ကကြာ night life မှာကဲတဲ့ကောင်သူကအဲ့အတွက်ဇက်ကောင်ရေးရင်းနဲ့ကျွန်တော်တွေ့တာ